အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်အဲကျွန်တော်ဒီနေ့ Manchester United နဲ့ Everton Premier League ပွဲစဉ်ဆက်နေပေါ့နော် Premier League ပွဲစဉ်ဆက်နေမှာ Manchester United နဲ့ Everton ရဲ့ပွဲချုပ်သုံးသပ်ချက်လေးကိုကျွန်တော်လောက်သွားချင်ပါတယ်ခင်ဗျာ ရင်းဆုံးကျွန်တော်ပြောချင်တာက Manchester United ကဒီယာဒီမှာအဲချီကျူးရမယ်အသင်းတွေမှာပါတယ်တကယ်ကိုမနစ်ကယာဒီနဲ့ဆိုင်တီးတတားကြီးတိုးတက်လာတယ်ဗျာ Ruben Amorim ဆိုလို့ရှိရင်လည်းဒီနှစ်ကရောက်လာပြောပေါ့နော်ဟိုဒီအဆင့် Manchester United အနေနဲ့အဆင့်55ကြီးပြုတ်ချသွားခဲ့တယ်အဲ Europa League Final မှာစကားကိုရှုံးပြီးတော့ဒီဘောနော်ဥရောပဝင်ခွင့်တော့မရခဲ့ဘူးပေါ့ ကြီးမာအဲ့လိုအနေထားကနေပြီးတော့အခု Manchester United ကဒီဒီရဒီမတိတတလေးအဲတိုးတက်လာတဲ့အပိုင်းလေးတွေအများကြီးရှိတယ်ဗျာ Ruben Amorim ကဒီကစားသမားတွေ player တွေကို ချိန်လိုက်တာပေါ့နော်ညမာရပိုရိုဆန်ချိုတို့ဘာတို့ဒီအဲအန်တိုနီတို့ငားတွေပြေးထွက်ပြီးတော့ဒီသူလိုချင်တဲ့ကွန်ညာတို့အမ်ဘိုမိုးတို့ အဲဒီလိုကစားသမားအချို့ကိုခေါ်ယူအားဖြစ်လိုက်တဲ့အချိန်မှာအဲကစားကွက်အနေနဲ့ရောဒီမစတာယူနိုက်တက်ရဲ့တင်းဝတ်ပုံစံတွေရစအဲတော်တော်လေးအဲအကောင့်မွန်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲတစ်ဖက်မှာလည်းဒီအေဗာဒန်ကဒီမိုရဲ့လက်ထက်မှာအဲပုံစံကောင်းလေးပြန်ရနေပေါ့နော် ဟိုနောက်ကောင်းနေပြန်ပြနေတယ်ဒါပေမဲ့ခတ်တာကမန်ချက်စတာယူနိုက်တက်နဲ့အေဗာဒန်ထိတိုက်ပေးဆုံးလို့ရှိရင်အဲမန်ချက်စတာယူနိုက်တက်က16ကြိမ်နိုင်ရထားပြီးတော့အေဗာဒန်က6ကြိမ်လာနိုင်ရတာ။အော် sorry 19ကြိမ်နိုင်ရထားပြီးတော့အေဗာဒန်6ကြိမ်ပဲနိုင်ရထားတယ်။ဒါပေမဲ့ဒီနှစ်သင်းကြာမှာတင်ရပွဲတော့တော်တော်လေးများတယ်ဗျာ။အဲ17ကြိမ်ချင်းတင်ရကြထားတယ်။နောက်ဆုံး6ပွဲကိုပြန်ကြည့်မယ်ဆိုရင်လည်း ဒါမန်ချက်စတာယူနိုက်တက်ကပဲအဲအတာရထားတာဗောနော်၄ချိန်နိုင်ပြီးတော့နှစ်ချိန်သေးရထားတယ်အဗာတန်ကတစ်ချိန်တစ်ခါမှမနိုင်သေးဘူးဗောအဒေးဗစ်မိုယဲအဗာတန်ကိုပြန်ကင်ပြီးတဲ့နှစ်မှာတော့အဲဒီအဲအဗာတန်ကဟိုဗောမန်ချက်စတာယူနိုက်တက်ဒီအမွန်နဲ့တွေ့ရဲ့ပွဲမှာတော့နှစ်ချိန်လုံးသေးရထားတယ်ဗောနော် ီမှာဒီအမောရင်ကဘာပြဿနာလဲဆိုကျွန်တော်ပြီးခဲ့တဲ့ပွဲချုပ်သုံးတဲ့ချက်တွေရာလဲကျွန်တော်လုတ်ခဲ့တယ်ဒီရာဒီမှာအမောရင်တကယ်ကောင်းတယ်ဒီကစားသမားမန်ချက်စတာယူနိုက်တက်ကစားပွဲကလည်းတကယ်ကောင်းလာတယ်ဒီဖာနန်ဒက်တို့အော်ဒီတချို့ကစားသမားတွေဒီဘာလို့စက်ကိုတို့ဘာလို့လာတကယ်ဂိုးသွန်းတေချာခဲ့မဆိုရင်တချို့ပွဲတွေမှာဂိုးပြတ်နိုင်တဲ့ပွဲဂိုးပြတ်တဲ့ပွဲတွေရှိတယ်လို့အာတေတေမဖြစ်တဲ့မဲ့ကြာသွားတဲ့ပွဲတွေလည်းရှိတယ် ဥပမာဒီပြီးခဲ့တဲ့ဘက်ကစီစဘာနဲ့ကန်လိုက်တဲ့ခြေစွမ်းမျိုးဆိုလို့ရှင်မတ်ဆာယူနိုက်တက်တကယ်ကောင်းတယ်လေအဲ့ဒါလားအဲဒီဘက်ဆိုရင်မန်ယူအနေနဲ့ဟိုအနိုင်၉ရောက်လောက်တဲ့အနေအထားတွေအထိရှိခဲ့တယ်အော်ဒါပေမဲ့လို့အဲဒီစဘာရဲ့ဥဆောင်ခြင်းကိုခံပြီးတော့96မိနစ်မှာအဒီဒီလစ်ကပြန်ပြီးတော့ခြေပါကိုတွန်းသွားတယ်အဲ ဆိုလိုချင်တာဒီ Manchester United မှာကကြီးအခုဟိုဘောနော်ဟိုဒီအရင်လိုမဟုတ်တော့ဘဲနဲ့တော်တော်လေးတိုးတက်လာတဲ့အပိုင်းမှာစိတ်ပိုင်းဆိုင်ရာစာအဲတော်တော်လေးတိုးတက်လာတဲ့အပိုင်းလေးတွေမှာမြင်းနေရတယ်တင်းဝမ်းလေးတွေကောင်းလာတယ်အဲသူတို့မှာဘာပြဿနာရှိနေလဲဆိုတော့ဒီအဲအဓိကတော့အတင်းတင်းမှာအလဲတန်းပေါ့ဗျကတ်စမဲရိုဗာရိုကအသက်ကြီးပိုင်းနဲ့ရောက်လာတဲ့အခါမှာ ပွဲတိုင်းကိုခြေစမ်းမပြနိုင်ဘူးအဲဒါပေမဲ့ United fan တွေကတော့ဒီအဲဒီကစားသမားတွေပါလိုက်လို့ရှင်တောင်းနေလို့ထင်ထင်ကောင်းထင်မှာပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်နားလဲပေးရမယ်ဟာအပိုင်းဟာဒီ Casemiro Barro ဆိုတာဒီပွဲစဉ်တိုင်းကိုခြေစမ်းပြနိုင်တဲ့အနေအထားမှာမရှိတော့ဘူးအသက်အရွယ်ပိုင်းရအူကာဒီရိုဘာလို့ဆိုရလဲဒါကဒီ second player လောက်ရှိတာဗျာတကယ်တကယ်ဟိုကောင်းရင်လည်းစကောင်းအဲဒီ ုံမှန် constant ဆိုတဲ့ level တစ်ခုကိုဒီ take down level တစ်ခုမှာ constant ဆိုတဲ့ပုံစံမျိုးကိုမတွားနိုင်ဘူးဒီအမက်ဒီအလိုလိုဆိုလို့ရှိရင်လည်းအဲဒီနောက်တစ်ဆင့်တက်ဖို့အားယူနေတဲ့အနေအထားတွေမှာပဲရှိရတကယ်ကောင်းနေတာကအမ်ပူမိုးတို့ကွန်ညာတို့ကကောင်းနေတာအဲဆက်ကိုလာဆက်ကိုတို့ဇက်စီတို့လာဂိုးသွနစ်တေးကြခဲ့မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်ကအေဗာနန်ကိုနိုင်ဖို့မခက်ဘူးဗျဒါပေမဲ့ ဟိုမန်အဲရူဘင်အမိုရင်းရဲ့အဓိကအားနည်းချက်ကကျွန်တော်ပြီးခဲ့တဲ့ပွဲလေးမှာပြောခဲ့သလိုပဲအဲဘာဖြစ်နေလဲဆိုတော့ဒီ low blow နဲ့သူ့ကိုပြန်ဆော့လာရင်ဘာသူမဆော့ရတော့ဘူးသူကစားပုံကဒီဟာကြီးကဒီ item တစ်ခုသူမဖြေနိုင်သေးဘူးဗျာအဲဒီဒီဆောင်းဝဲကိုသူဖြေဖို့သူမှအခက်ခဲရှိနေသေးတယ်ဘာဖြစ်လို့လဲဆိုတော့ technical changes လုပ်ဖို့အတွက်ကကစားသမား ဒါတွေအများကြီးရှိမနေတာရတကြောင်အဲပြီးတော့တစ်ဖက်ကဒီလိုမျိုးအလွန်အကျွံကြီးပိတ်ဆော်လာမယ်ဆိုရင်အဲ Ruben Amorim မှာဒီ plan ရှိမနေဘူးဗျာအဲ့အတွက်အဲ့အတွက် plan plan B ဆိုတာဟာမျိုးရှိမနေဘူးဆိုတော့ဒီသူကကြိုက်တဲ့ပုံစံကရှင်းတယ်ဟိုစဘာလိုမျိုးအတင်းသေး အဲထားတော့တကယ်နောက်တန်းသိပ်မကောင်းမင်းနဲ့လီဗာပူးမန်စီးယူးလိုမျိုးအသင်းတွေနဲ့ကန်ရတဲ့အနေအထားတွေမှာလူတွေအမိုရင်းကြိုက်ကောင်းကြိုက်နေတယ်ကြိုက်ကြိုက်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲကိုယ်ဖိတိုက်တဲ့အချိန်မှာနောက်တန်းငကိုကမှသိပ်ပြီးတော့ဖြိုဖျက်နိုင်တဲ့အသင်းလေးရာသူကလောင်ဘောဆော့ချင်တယ်။လောင်ဘောနဲ့တစ်ခါတည်းထိရောက်တဲ့ပေးပို့မှုတွေပေးပြီးတော့သူကန့်ချင်တာ။ဒီနေ့တိုင်းမှာဆိုလို့ရှိရင်လူတွေအမိုရင်းကဒီကိုညာတို့ရဲ့အာသာတဲ့အချက်ကတော့အမိုမိုးတို့အာသာတဲ့အချက်ကလည်းအဲ့ဒါပဲဗျ။ စပေ့ကျဲကြီးတွေမှာအဲဒီကစားသမားတွေကလှုပ်ရှားကြတယ်ဒီဟိုတကယ်လေးဒီစပေ့ကျင်းသွားရင်အဲသူတို့လှုပ်ရှားတာတော်တော်လေးကြက်သွားပြီပေါ့ဗျာဒါအဲ့တော့သူတို့ကအဲ့လိုမျိုးစော့ကျင်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်ရူမင်အမွေးကလည်းအဲ့ဒီပုံစံမျိုးသွားကြတယ်ဒါပေမဲ့ Everton တို့ဘာလို့အဲ့လိုမျိုးလာမှာမဟုတ်သိကြတယ် Everton တို့ကတော့ဒီ သူ့ခံစက်ကိုလုံအောင်ပိတ်မယ်လိုဘလော့ဆော့မယ်လိုဘလော့မှာလိုဘလော့နှစ်ထပ်ဆော့ရင်လည်းဆော့ဒီဒီလိုမျိုးဆော့မယ်ပြီးတော့သူတို့အမအဲဗီဒီယိုလာပါလေဒီတိုက်စစ်မှုတယောက်လောက်ကိုပဲသူတို့ရှေ့ပထားမယ်ရှေ့ကိုတင်လိုက်မယ်အဲပြေးမယ်ဒါပဲအဲဒီလိုနဲ့သူတို့ကောင်တာတစ်လုံးနှလုံးရမယ်ဘိုးဘိုးရင်လည်းဘိုးဘိုးရင်လည်းသူတေးကြအဲဒီလိုပုံစံမျိုးနဲ့လာမှာဒီမျိုးမျိုးရက်က အဓိကသူ့အသင်းဂိုမသွင်းရကိုရေးအဲစော့လာတယ်ဒီမှာမန်ချက်စတာယူနိုက်တက်မှာပြောစရာရှိတာကဒီဖာနန်ဒက်တို့အလဲတန်းမှာလဲတန်းအားနှက်ချက်ကမန်ချက်စတာယူနိုက်တက်ရဲ့အဓိကအဲဒီပြဿနာတွေဖြစ်ရှင်းမှုရတယ်အလဲတန်းမှာအလဲတန်းကောင်းမှာပဲဖြစ်မှာအသင်းဒီပရီးမီးယားလိအသင်းတော်တော်များများရနော်အသင်းသင်းမှာတကယ်အဓိကလိုအပ်ချက်ကလည်းကွင်းလေပဲဗျကွင်းလေရအရာအလုံးကိုဒီတံပေါ်အနေအမြင့်အရာအလုံးကိုထိကျတတ်တဲ့ကစားသမားတွေရှိလာခဲ့ရင် အဲဒီဟာဟိုအဖြေရှားတွေ့နိုင်တယ်ပေါ့နော်အခုဖြစ်နေတာကဒီအာမတ်တို့အဲဒီဖာနန်တတ်တို့ဆိုတာကအဲတစ်ဖက်ကအဲလိုဘလော့ဆော့မယ်ကျန်းကျန်းတန်းတန်းနေဆော့လာမယ်ဆိုလို့ရှိရင်ခက်ခက်ချင်းနေဆော့လာမယ်ဆိုရင်အဲဒီဟာအတွက်သူတို့မှဟိုအဖြေရှင်းနိုင်ဘူးပေါ့နော်အဲ့တိတ်ပြီးတော့အဲ့အဲ့ level မှာရှိမနေဘူးဗျာဖာနန်ဒက်ဆိုတာကတော့ဒီဒီဘာလို့ assistant အများဆုံး player ရဲ့မှာတော့ပါတယ်အဲဒါပေမဲ့သူ assist ကဒီစက်ကူဘာလို့တိုင်း ဘုသွန်းသေချာဖို့တော့လိုတာပေါ့တော့ငကျင်တဲ့ချက်ထဲတွေမှာလှုပ်ရှားရတဲ့အနေထားရကျတော့သေချာဖို့ဘုသွန်းသေချာတဲ့ဒီကစားသမားတွေရှိနေမှာပဲအဆင်ပြေလိုက်မယ်အဲအဓိကသူတို့နှစ်ယောက်ရဲ့အားနေချက်ကအဲ့လိုစောတာကျွန်တော်ပြောသလိုပဲဒီတစ်ဖက်အသင်းကခက်ချမ်းချမ်းတုံ့ပြန်လာမယ်ဆိုလို့ရှိရင်အဲ့ပွဲမှာအဲ့ဟိုသူတို့ကခြေစွမ်းနေပုံမှန်ခြေစွမ်းအောက်ကိုရောက်တတ်တဲ့ကစားသမားတွေဗျာသူတို့လွတ်လွတ်လပ်လပ်စော့နေရရင်လား ဒီကစားသမားတွေက level တန်းတစ်ခုကိုသွားတာအဲ့တော့အအဓိကကျွန်တော်တို့ကဟိုဒီအကျော်ပေးမှုတန်းကိုသွားကြည့်မယ်ဆိုလို့ရှိရင် Manchester United ကဒီတလုံး50နိုင်ပေါ့နော်အင်္ဂွဲမှာတလုံး50နိုင်ဆိုတာတကယ်အနည်းငယ်တော့ဒါပျော့တယ်ဗျာဒါပေမဲ့ Everton ကလည်းတစ်ဖက်ကကျွန်တော်ပြောခဲ့သလိုပဲဒီ low block ဆော့လာမယ့်အနေထားတွေကြောင့် Man U သွင်းနိုင်လဲ တကိုးဆိုတဲ့ပုံစံမျိုးနဲ့ 1C ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဖောက်ထားတယ်အဗာတန်ကဂိုးရှုဖို့မသေးကြဘူးဆိုတော့ဒီပွဲမှာကျွန်တော်အနေနဲ့တော့ဟိုတကယ်အကြိုက်တွေ့မိကြတော့ဒီမန်ချက်စတာယူနိုက်တက်ကဒီပွဲအဗာတန်ကိုဟိုဒီပြီးခဲ့တဲ့စဘာပွဲအလိုမျိုးလားဆော့ကဲ့ရင်နည်းဆုံး 1C တော့နိုင်မယ်လို့ကျွန်တော်ယူဆပါတယ် အဲကျွန်တော်အမြင်ရတော့ပုဂ္ဂိုလ်ရဲ့အမြင်ရတော့ကျွန်တော် Manchester United ကိုပဲနဲ့ပဲကျွန်တော်စွန့်စားခြင်းပါတယ်ခင်ဗျဟုတ်ကဲ့စောင့်ထိပ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ